ကျေးဇူးတင်လို့အရှိကြီးရေးလိုက်မှအစီရင်မှန်နေပေါ်သွားခဲ့တဲ့စူပြည်သင်းစူပြည်သင်းကမြန်မာနိုင်ငံကနာမည်ကြီးမင်းသမီးတွေရဲ့ထုံစံအတိုင်းမင်္ဂလာပွဲတွေကို၆ပွဲကျင်းပခဲ့ပါတယ်။တပွဲကိုတော့ဟိဝင်ရဲ့ညီမဖြစ်သူကအစီအစဉ်ပေးခဲ့တာဖြစ်ပြီးကျန်တဲ့၅ပွဲကိုတော့ဟိဝင်ရဲ့မိဘတွေကပဲကျင်းပပေးခဲ့တာလို့ဆိုပါတယ်။မင်္ဂလာပွဲပြီးတဲ့နောက်မှာတော့စူပြည်သင်းကလက်ထက်ပွဲ၅ပွဲအကျွမ်းမှာကူညီပေးခဲ့ကြသူတွေကိုကျေးဇူးတင်တဲ့အကြောင်းရေးသားထားပါတယ်။သူတို့ရဲ့မင်္ဂလာပွဲတွေကိုဟိုတယ်ကြီးတွေမှာပဲကျင်းပပြီးအခမ်းအနားအပြင်စင်တွေကလည်းတကယ်လှပခဲ့ပါတယ်။ထိပ်များမင်္ဂလာပွဲမှာရှိုးဝတ်စုံကလည်းဝတ်ခွင့် င်ရခဲ့တဲ့ပြင်တောအုပ်လေးထဲမှာလည်းညစာစားဝတ်ကိုလုပ်နိုင်ခဲ့ပါတယ်။စေကူတွေကမင်္ဂလာဝဲအတိုင်းပြင်ဆင်ပေးခဲ့သူတွေကိုစူပြည့်သင်းကအထူးကျေးဇူးတင်တဲ့အကြောင်းပြပြထားခဲ့ပါတယ်။အဲ့ဒီထဲမှာတချို့တွေရဲ့နာမည်တွေကလည်းမပေါဝင်လို့မိပြီးတော့ကြံခဲ့တာလား၊တတိမထားမိပဲကြံခဲ့တာလားဆိုပြီးတော့လည်းထင်ခဲ့ကြတာဖြစ်ပါတယ်။တကယ်တော့မိကြံခဲ့တာမဟုတ်ဘဲအခကြေးငွေနဲ့ပြင်ဆင်ပေးသူတွေကိုကျေးဇူးတင်လာတဲ့မှာမထက်ထားခဲ့တာဖြစ်ပါတယ်။ဟေးဝန်နဲ့စူပြည့်သင်းတို့ရဲ့မင်္ဂလာဝဲငါးဝဲကိုစပွန်ဆာများစွာနဲ့ကျင်းပခဲ့တာဖြစ်ပြီးအဝတ်အစားပွဲအခမ်းအနားအပြင်အစားအသောက်တွေကိုလည်းစပွန်ဆာပေး ေးထားခဲ့ကြတာဖြစ်ပါတယ်။နာမည်ကြီးတရုတ်ဆောင်နဲ့ောက်လက်ထက်ကြတဲ့မင်္ဂလာဝဲဖြစ်လို့ချစ်ခင်ကြတာကြောင့်လည်းကူညီပေးကြသလိုစီးပွားရေးအရာကြောနာပေးတာဖြစ်တော့အောင်လည်းစပွန်ဆာပေးကြပါတယ်။မင်္ဂလာဝဲကိုမြစ်တန်နဲ့ပတ်မိုးပေးခဲ့သူတွေထဲမှာလုပ်ငန်းရှင်ကြီးတွေလည်းပါဝင်နေအပြင်မိတ်ကဒီဇိုင်နာတွေလည်းပါဝင်ခဲ့ပါတယ်။တချို့သောမင်းသမီးတွေကတော့ဒီပွဲကိုဖျက်မြောက်တော့အောင်ကူညီကြသူတွေအားလုံးကိုကျေးဇူးတင်ပေးမယ်လို့ဆိုပြတဲ့စဉ်ကတော့မိတ်ကဖို့ပေးရရင်တော့ကျေးဇူးတင်လာတဲ့မှာမချက်ထားဘူးလို့မိတ်ကဆရာတယောက်ကပြောပြပါတယ်။ မင်္ဂလာဝဲငါးဝဲလုံးကိုတို့သားဘက်ကကြခန့်နဲ့ထင်မိမယ်လေအခုတော့အကောင်လုံးကြခန့်စရာမလိုပဲစပွန်ဆာပေးတဲ့လုပ်ငန်းတွေနဲ့ပဲလက်ထပ်ဖြစ်သွားခဲ့ပါတယ်ဆိုပြသစဉ်ကမြတ်တန်နဲ့ကုညီပေးသူတွေရဲ့စည်ရင်းကိုရေးသားပြီးမှသာတည်သွားခဲ့ကြပြီးတော့မိတ်ကပ်ပြင်ဆင်ပေးသူကိုတော့ထည့်ပြီးတော့ကျေးဇူးတင်တဲ့လို့ပြောနေကြပါတယ်ဆိုပြသစဉ်တို့အပြင်တခြားသောမင်းသမီးတွေလည်းလက်ထပ်တဲ့အခါမှာစပွန်ဆာကုမ္ပဏီတွေရဲ့အကူအညီတွေကိုရယူကြပါတယ်နာမည်ကြီးမင်းသမီးတွေရဲ့လက်ထပ်ပွဲမှာကုညီခွင့်ရသွားရင်တော့ကုန်ပစ္စည်းကိုလူတည်သွားပေးသားဖြစ်တာကြောင့်မြတ်တန်နဲ့ကုညီပေးခြင်းနဲ့သူတွေကအပြိုင်ဆိုင်ရှိနေကြပါတယ် ။ဆိုပြတဲ့စဉ်ကအလုတ်ကိုပြပြတသားလုပ်တတ်တာကြောင့်အခကြီးငွေပေးရသူတွေကိုတော့အလုတ်သဘောအရလုတ်ကင်ပေးတာပဲဖြစ်ပြီးကျေးဇူးတင်စရာမလိုကြောင်းလက်ခံထားတာပါ။တချို့တွေကလည်းဆိုပြတဲ့စဉ်ကိုနားလည်ပေးနိုင်ကြပြီးအလုတ်များသွားတာကြောင့်ကြံခဲ့တာဖြစ်နိုင်ကြောင်းလည်းဖြစ်တွေ့ပြီးနိုင်ကြပါတယ်။ဖန်ရတောင်တင်းတဲ့သူတို့နှစ်ယောက်ကလက်ထက်ပြီးတဲ့နောက်မှာတော့ဟန်နီမွန်းကိုမထွက်သေးပဲအလုတ်တွေကိုလုပ်နေသေးပါတယ်။ဟန်နီမွန်းချက်ဖို့အတွက်ကိုလည်းစပွန်ဆာပေးမဲ့သူကအဆင့်သစ်ရှိပြီးသားဖြစ်ပြီးတော့အရာအလုံးကအဆင်ပြေနေပါတယ်။ဂျပန်မှာတော့တချို့သောပညာရှင်တွေကငွေကြေးနဲ့မိတ်ကပ်ပြင်ပေးတာဖြစ်ပေမဲ့အတိမတ်ပြူတာ ော်ကိုတော့လိုချင်နေကြပါတယ်။ ဒါကြောင့်ဆိုဖီတဇင်ကတိကျလွန်သူလားဒါမှမဟုတ်ငွေပေးပြီးတော့မိတ်ကက်ပြင်ကျေးဇူးတင်တော်တွေကိုထိရေးစရာမလိုဘူးလားလို့လည်းထင်သွားကြပါတယ်။ဆိုဖီတဇင်ကအနေအေးစီသူဖြစ်ပေမယ့်အလလုတဲ့နေရာမှာတော့တိကျတာကြောင့်ရောက်ခမတွေကလည်းသဘောကျကြပါတယ်။အနေအေးပြီးတော့စီးပွားရေးအမြင်မရှိဘူးဆိုရင်လည်းအဆင်မပြေပဲစီးပွားရေးအမြင်လည်းရှိဖို့လိုအပ်တယ်လို့လူကြီးမိမတွေအပေါ်မှာလည်းတိတက်လိမ်မာဖို့လည်းလိုအပ်သေးပါတယ်။ဒီလိုစံချိန်စံနှုန်းတွေနဲ့ပြည့်စုံတဲ့သူကိုသာချွေးမအဖြစ်ရွေးချယ်ပြီးတော့ခံခံနာနာလက်ထပ်ပေးလိုက်ကြပါ။လက်ထပ်ပြီးတဲ့နောက်မှာတော့ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပေးမယ်။ကျေးဇူး တင်ထိုက်သူတွေကိုတော့ကျေးဇူးမတင်တဲ့သဘောတက်ရောက်သွားတာကြောင့်လည်းသူ့ရဲ့စည်ရင်းကိုတည်သွားကြပါတယ်။မင်္ဂလာပွဲမှာစပွန်ဆာပေးခဲ့သူတွေကိုကျေးဇူးတင်ပေမဲ့ငွေပေးရရင်တော့ကျေးဇူးတင်စရာမလိုဘူးလို့သတ်မှတ်ထားတဲ့ဆိုပြီးသင်ရစိတ်ထားလေးအပေါ်ဘလို့ထင်မြင်လဲဆိုတော့ကွန်မန့်မှာပြပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။